ရီတိုင်းလေမျက်နာမျိုးနဲ့တဲနုကုံကျေးရွာနယ်မြေရဲစခန်းကိုအာရခတက်တော် A နဲ့ပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုင်လိုက်ပါတယ်။လေမျက်နာမျိုးနယ်အတွင်းကစစ်ကောင်စီတပ်တွေအခြေစိုက်ထားတဲ့တဲနုကုံကျေးရွာနယ်မြေရဲစခန်းကိုဇွန်လ16ရက်မနက်ပိုင်းမှာတော်လိုင်းပူပေါင်းတပ်တွေကသိမ်းပိုင်လိုက်တယ်လို့ဒေသခံတွေစီကသိရပါတယ်။ရဲစခန်းသိမ်းခံလိုက်ရတာဟုတ်တယ်။မင်းကသိမ်းတာပါ။အတီးပြုလို့ရပါတယ်လို့ AOR သတင်းရှင်းမြစ်ကပြောပါတယ်။ အဲ့ဒီနေမြေရေစခန်းမှာစစ်ကောင်စီနဲ့ပူးပေါင်းတပ်ဖွဲ့တွေတက်ဆွဲနေရာယူထားပြီးစစ်ကောင်စီဘက်ကဝိုင်းထွဲလျင်တွေတုံးပြီး၄ချောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်တဲနုကုံရဲစခန်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှထွက်ပြေးသွားပြီးရေပြူကျေးရွာမှာပြန်လည်အင်အားစုဆောင်နေတယ်လို့လည်းသိရပါဗျ။အလားတူရေကြီးမြို့နယ်အတွင်းမှာလည်းတိုက်ပွဲတွေဆက်လက်ရှိနေပြီးအမတ်တ3လေးလေးအနည်းကိုစစ်ကောင်စီက လေချောင်းကနေဘုံကျဲတဲ့ပြင်ဆက်တက်လေရီးတွေပါ၃မီတိုက်ခိုက်နေတယ်လို့သိရပါဗျ။ရင်းနသာဂိမ်းနဲ့ကျုံမျောခလာရ၃ချောင်းမှာလဲခန်းစစ်စခန်းတွေထပ်မံတိုးချဲ့ပြီးလုံခြုံရေးအပြည့်ယူထားတယ်လို့သိရပါဗျ။